အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေရီကံပြူဟာတိုက်ပွဲဆက်လက်ပြင်းထန်။စစ်တပ်အရာရှိတွေပြူဟာကနေပစီရွာဘက်ဆုတ်ခွာသွားပြီးပြန်စစ်ကြောင်းထိုးဖို့ကြိုးစားတင်းနန်းစင်းစစ်သားအစ်တွေထော်လန်ရေးတပ်တွေထံစစ်တိုက်အလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ နိုင်ရကံပြူဟာဟာခုခံစစ်ကိုဦးဆောင်နေတဲ့အမှတ်၁၈ဆင့်စီရေးကိုခဲမှုဌာနချုပ်စာကခ၁၈ကအရာရှိပိုင်းတွေဟာအော်တိုဘာလ၉ရက်နေ့ကလေးကစုခွာသွားပြီးပြူဟာထဲမှာကြန့်နေခဲ့ရတဲ့စစ်သားတွေကဆက်လက်ခုခံတိုက်ခိုက်သူတွေရှိသလိုတင်နန်းစင်စစ်သားတွေလက်နက်တွေထားပြီးအေအေနဲ့မဟာမိတ်တပ်တွေထံဇက်တိုက်အလင်းဝင်လာတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်အရာရှိပိုင်းတွေကအော်တိုဘာ9ရက်နေ့ကလေးကစုတ်သွားတာအခုကပစီရွာဘက်မှာအခြေပြုနေတယ်အဲဒီကနေစစ်ကြောင်းပြန်တို့ဖို့စူးစမ်းနေတယ် ယူဟာတဲမှာကြံနေခဲ့တဲ့ပါဆာစစ်မှုတန်းတင်နန်းစင်းတွေကတော့ခံတိုက်နေတဲ့သူတွေရှိသလိုလက်နက်တွေထားပြီးထွက်ပြေးတာတွေရောအလင်းဝင်လာတာတွေရောရှိတယ်လို့သတင်းဌာနရဲ့သတင်းရင်းမြစ်တအုပ်ကပြောပါတယ်။အမ်ပဒန်လန်ပိုင်အနီကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရီကန်ပြူဟာကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေသရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါ။ကာကင်းစခန်းကြီးဖြစ်တဲ့ MPD တာဝါတိုင်းကုန်းကို AA ကမလာမသိမ်းယူခဲ့ပါတယ်။ စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်သေးဆုံးတာတွင်တမ69လအောက်ခံအမှတ်962နီးပြူဟာအဖွဲ့ကယာယီနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်အပါဝင်အရာရှိတွင်အေအေးရဲ့ဖမ်းဆီးခံရတာတွင်လည်းထွက်ပြေးတဲ့သူတွေများပါလိမ့်။ဒါကြောင့်တမ69တမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုစစ်ကောင်စီကမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။တိဆုံးထံရရသူအဖမ်းခံရသူတော်လည်ရေးတက်တွေထံအလင်းဝင်သူထွက်ပြေးသူများပြီးအထိနာခဲ့တဲ့တမ69ကို နောက်တန်းပြန်ပို့ခဲ့ပါတယ်ကျမ69နေရာမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်စကခ19လက်အောက်ခံတရင်တွေကိုစက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်။စစ်ကောင်စီကနှဲ့ရီကံပြူဟာအမ်ပရန်လန်အပါဝင်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကစစ်ရေးနေမြေတွေမှာကျမ69လက်အောက်ခံတရင်တွေအစားစကခ19လက်အောက်ခံတရင်တွေဖြစ်တဲ့ခမာယ984ခမာယ569ခမာယ985ခမာယ989 ခမရ920ခလာရ295တို့ကိုပို့ဆောင်ထားတာပါအဲ့ဒီတရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူစင်မူတန်တင်တန်းစင်အများအပြားပါလာပြီးအေအေနဲ့မဟာမိတ်တပ်တွေဒိမ့်ပိုက်ထားတဲ့စက်ခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ် စစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့စစ်မှုရန်တင်နန်းစင်းတွေအင်အားကိုသုံးပြီးထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလဇန်ကတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးစုခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံပြူဟာပတ်ဝန်းကျင်ကအထူးကစက္ကန့်တစ်ခုဖြစ်တဲ့ဂုတ်ကြီးစက္ကန့်နဲ့ဖိုက်တာကုန်းကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဇန်ပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေကချမှတ်တဲ့ယူပြီးတဲ့နောက်ပိုင်းပြူဟာတွေကစစ်ကောင်စီအရာရှိတွေက ရဟန်းရင်တွေနဲ့ဆုပ်ခွာသွားတယ်လို့စည်ရည်တည်ရင်မျက်စီကနေသိရပါတယ်။ဖက်စီရွာဟောင်းငဖဲမျိုးနယ်ထဲမှာရှိပြီးအဲဒီနေရာကနေစစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်လို့မြေပြင်မှာရှိနေတဲ့တည်ရင်ရှိမြက်ကပြောပါတယ်။နေရီကန်ဖြူဟောင်းကိုအေအေနဲ့ပူပေါင်းတပ်တွေကအနီးကဝိုင်းပိတ်ထားပြီးအပီးသက်သိမ်းပိုက်နိုင်ဖို့အတွက်တိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြခဲ့ပြီး AA နဲ့မဟာမိတ်တပ်ဖက်မှလည်းအထိခိုက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ2ရက်နေ့ကတိုက်ပွဲတွေမှာရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ အရှိုချင်းကောက်ွက်ရစ်တန် ACDF ကအော်တိုဘာလာရှိရနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင် AA နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့အချို့ကရဲဘော်အချို့လည်းချဆုံခဲ့တာရှိပါတယ်။နေရီကန်ပြူဟောက်ကိုအပီးသက်တင်ပိုက်နိုင်ပြီဆိုရင်စစ်တပ်အနေနဲ့အမ်းမြို့ကိုဦးတည်လို့မရတော့သလိုကောက်ွက်ရစ်ပစ္စည်းဆက်ယုံတွေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုလည်းထော်လန်ရေးတပ်ဖွဲ့တွေကပုံမထိန်ချုံဖိအားပေးလာနိုင်မှာဖြစ်တယ်လို့စီရေးလေးလာသူတွေကပြောပါတယ်။ ဆက်လက်ပြီးမန္တလေးရွှေတချောင်းဘီကနေအိမ်နဲ့ဆိုင်တွေကိုစစ်ကောင်စီအင်အားသုံးဖယ်ရှားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မန္တလေးမြို့ရွှေတချောင်းမြောင်ဘီရှိနေအိမ်နဲ့ဆိုင်ခန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်းဒေသခံတွေကပြောပါတယ်။အောက်တိုဘာ17ရက်မနက်ပိုင်းကစပြီးမန္တလေးမြို့ချမ်းအေးတာဆန်းမြို့နယ်86လမ်းရွှေတချောင်းဘီကနေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေနဲ့စီပင်ဝန်ထမ်းတွေကလမ်းတွေပိတ်ပြီးဖယ်ခိုင်းနေကြောင်း Voice of Mandalay အဖွဲ့ကအသိပေးပါတယ်။ ကြားပြင်မြောင်းပေးတလျှောက်ဖွင့်လှစ်ထားတဲ့ဆိုင်တွေကိုလည်းဖေရှားနေပြီးခင်းထားတဲ့ဆိုင်တွေကိုသိမ်းယူသွားကြောင်းဒေသခံတွေကပြောပါတယ်။ခင်းထားတဲ့ခုံတွေလှဲတွေအကုန်ကားပေါ်တင်သွားပြီးဘယ်လိုက်ရွေးရမှန်းမသိဘူးလို့ဒေသခံစည်းတဲ့တအူကပြောပါတယ်။ဖေရှားခံရတဲ့နေအိမ်နဲ့ဆိုင်ကမ်းအရေအတွက်ကိုတော့သတင်းဌာနကတိကျတည်ပြနိုင်တာမရှိသေးပါဘူး။စစ်ကောင်စီဟာပြီးခဲ့တဲ့ဩဂုတ်လအတွင်းကလည်းမန္တလေးမြို့ပေါ်ဆိုင်ကမ်းတွေကိုမှန်တကားတက်ခိုင်းတာတွေ၊ဆိုင်ရှိအဖိထုတ်ထားတာတွေကိုဖျက်ခိုင်းတာတွေဖြစ်လုပ်ခဲ့ပါသေးတယ် ခလင်ကြီးတန်ကြုံတွေ့ကြရတဲ့မန္တလေးမြို့ကဆိုင်ကန်းရှစ်တွေဟာဆိုင်ကန်းငါဖို့အခက်အခဲတွေရှိနေတဲ့ကြားကအခုလိုစစ်ကောင်စီရဲ့ဖေရှားရှင်းလင်းမှုတွေကြောင့်ပိုပြီးအခက်အခဲဖြစ်လာနိုင်ကြောင်းသတင်းရရှိပါတယ်စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲတွင်စစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးရုပ်ဖြင့်အငြိမ်းစားယူခဲ့သည့်စစ်ဗိုလ်ချုပ်သုံးဦးသည်၎င်းတို့၏မွေးရစာတီများမှနေ၍ဖြူလွတ်တော်မဲဆန္ဒနှင့်များတွင်ဖြူတော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကိုစားပြုကဝင်ရောက်ရှင်ပြိုင်မိဖြစ်ကြောင်းသိရပါသည် အငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သောဦးသက်ပုံဦးကံမြင့်တန်းနှင့်ဦးမျိုးစော်သိန်းတို့သည်၎င်းတို့အီမွေရက်စာတီများမှနေ၍ဝင်ရောက်ရွေးကောက်ခံကြီးဖြစ်ပါသည်စစ်ကော်မရှင်ရွေးကောက်ပွဲကျင်းပရန်ကြေညာပြီးမှသာအငိမ့်စာပေးခဲ့သည့်ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သောဦးသက်ပုံရခင်ရန်ကုန်တိုင်းအမှတ်ငါစစ်စင်ရေးအထူးအဖွဲ့မှနှင့်တမရော်စစ်စေးရေးအရာရှိချုပ်သည်ဇကိုင်းတိုင်းဇကိုင်းမြို့နယ်မှဝင်ပြိုင်မိဖြစ်ပြီး ဥက္ကံမြင့်တန်ရခင်ကပါစအရာရှိချုပ်သည်အေယာဝတီတိုင်းမအူပင်မြို့နယ်မှဝင်ရောက်ရှင်ပြိုင်မိဖြစ်သည်ထို့တူဒုတိယဗိုလ်ချုပ်ကြီးဘဝမှာအငိမ့်စားယူခဲ့သည့်ဦးမျိုးစော်သိန်းရခင်စီရေးချုပ်သည်ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှဝင်ရောက်ရှင်ပြိုင်မိဖြစ်သည်တပ်ပုံနှင့်ကံမြင့်တန်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးမှတက်ကနေအနားယူခိုင်းလိုက်တာသူတို့ဇာတိတွေကနေဝင်ပြိုင်မယ်ကျန်တဲ့စစ်ဘိုးတွေကနေပြီးတော့ကောင်စီနေမြေကနေဝင်ပြိုင်မယ်ကြတယ်လုံးကြုံရေးမပေးနိုင်လို့တခြားနေမြေကကိုယ်စက်လေးစရင်တော့မတိရသေးဘူးဟု သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်လက်ရှိတွင်စစ်ကောင်ဆောင်၏ညွှန်ကြားချက်ဖြင့်တပ်မထွက်ခွာကရွေးကောက်ပွဲဝင်ရောက်ရှင်ကြိုင်မြေကိုစလေလောင်စစ်ရင်များကိုနေရာအချို့တွင်ထုတ်ပြန်လာတော့လေမြို့နယ်အများစုတွင်ပြည်သူကိုစလေများဝင်ကြိုင်မြေကိုတရှိရခြင်းမရှိသေးပေစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်သည်စစ်ကော်မရှင်ဤဝင်ကြီးချုပ်ဦးမျိုးစောအပါဝင်တက်တွင်မှအရာရှိများကိုကြန့်ခိုင်ရေးပါတီမှနေ၍ဝင်ရောက်ရှင်ပြိုင်ခိုင်းမြစ်ရင်များပြုလုပ်ထားပြီးဖြစ်ကြောင်းသိရပါရယ် ဆက်လက်ပြီးဖားကန့်တိုက်ပွဲစစ်မှုထမ်းတပ်သားတွေတိစုံမှုများ SNE စနိုက်ပါသမား KIA ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့မလန်ချေးရွာအနီးကြောက်စိန်တောင်ရွာတက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကစစ်မှုထမ်းတင်နန်းစင်တပ်သားတွေထိခိုက်တိစုံမှုများပြီးစနိုက်ပါသမားတအူးအပါဝင်နှစ်ဦးကိုလည်းကချင်လူလက်ရေးတပ်မတော် KIA KPDF ကဖမ်းမိထားတယ်လို့သတင်းရရှိပါတယ်။ အော်တိုပါဆက်ရက်ကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုထမ်းတင်နန်းစင်တပ်သား80ထက်မနည်းတီးဆုံးခဲ့တာဖြစ်တယ်လို့ KNA နဲ့နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တအုပ်ကပြောပါရယ်။အဲ့ဒီနေ့ကစစ်ကောင်စီစစ်ကြောင်းကိုလေးဘက်လေးတန်ပိတ်တိုက်တောင်းလေးကြောင်းကနေနှစ်ကြိမ်တောင်ဘုံကျဲတဲ့နေ့လေးအခုလဲစစ်ကောင်စီစစ်ကြောင်းရှိနေသေးတယ်လို့အလောင်းထွေလဲပြန့်ကျဲနေတယ်။လှမ်းမြင်ရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါရယ်။ နိုင်မဖြစ်ကြေးရွာအုပ်စုထဲမှာပါဝင်တဲ့မလန်းကြေးရွာမှာအော်တိုဘာလဆန်းကစတင်ပြီးစစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာလို့တိုက်ပွဲတွေဖြစ်ခဲ့တာပါ။အော်တိုဘာ၁၀ရက်မှာတော့တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီးမနက်9နာရီကျော်အချိန်ခန့်မှာတကြိမ်ညနေ၄နာရီ၁၀မိနစ်ခန့်မှာတကြိမ်ဝိုင်းတွဲရုံဂျက်ဖိုက်တာနဲ့ပါဖုံးကျဲပြီးစစ်တပ်နဲ့နဲ့ပါပစ်ခတ်ခဲ့တာပါ။တိုက်ပွဲတွင်မှစစ်ကောင်စီကိုကူတိုက်ပေးနေတဲ့ SNL ရှမ်းနီတပ်ကစနိုက်ပါသမားတအုပ်နဲ့စစ်မှုထမ်းတင်နန်းစင်တပ်သားတအုပ်တို့ကိုစိတ်ကြွစိတ်ပြားတွင်တဲ့အတူဖမ်းမိထားတယ်လို့သိရပါတယ်။ စနိုက်ပါသမားက SND တပ်ဖွဲ့ဝင် ဖြစ်တယ်။စနိုက်ပါသမားက SND တပ်ဖွဲ့ဝင်ဖြစ်တယ်။မူရစ်ဆေးတွေပါတုံထားတယ်။သူ့ရှေ့မှာလူတွေအများကြီးသိထားတော့သွေးပြက်နေတယ်လို့ KPDF နဲ့နီးစပ်သူတအုပ်ကပြောပါတယ်။စစ်ကောင်စီဟာဖားကတ်ဒေသကိုတပ်မ33လက်အောက်ခံတပ်တွေရှန်နီတန် SND နဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်ပူးပေါင်းတပ်တွေကိုစစ်လွတ်ပြီး KIA KPDF ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထုတ်ဖို့ကြိုးစားနေတာပါ။တိုက်ပွဲတွေပြင်းထန်နေတာဖြစ်လို့လေကြောင်းနဲ့လက်နက်ကြီးရန်အပြင် ရေပြင်စစ်ကြောင်းရန်ကိုပါသတိပြုကြဖို့ PIA ကသတိပေးထားပါတယ်။အောက်တိုဘာ10ရက်ကဖားကန့်အပြင်ဝိုင်းမော်မျိုးလက်မြန်ရွာကိုလည်းစစ်ကောင်စီကဘုံကျဲခဲ့ပြီးလက်ရှိမှာနှစ်နေရာစလုံးတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။